ဘာလို့ national drive ဒါလို့တင်ရတာလဲဆိုကျွန်တော်တို့ဒီ payment တွေရော contract တွေရောကျွန်တော်တို့ကတခုလောက်ထားပြီးသားဖြစ်တဲ့အတွက်ဒါတင်ရတာပေါ့နော်သူများရှိရကျွန်တော်ဒီဒါလူယူထားလဲမဟုတ်ဘူး mystery bag ရဲ့ authority တရားဝင် base မှာကိုရေကတင်ထားပြီးသား22ရက်နေမှာစာသူတို့ကျွန်တော်နဲ့တူတူ niche contract တခုချုပ်မယ်လို့ပြောတယ်ပြောပြီးတော့အဲ့ organization ဘက်ကပဲအခုကျွန်တော်တပတ်ဆောင်မှာဆိုပြီးတော့ပြောထားတာပေါ့နော်အဲ့တော့ trailer သူကလည်းအခုဒီအရင် national drive တာလဲသူကတပတ်အချိန်နေပြီးရင်ထူးမယ်ဆိုတော့ခါကျသူတို့လည်းညှိနေတယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်ဒီပတ်စံလဲပေးထားပြီးသား contract လည်းလုတ်ထားပြီးသားအဲတခုခုတရားလွဲချော်သွားလို့ရှိရင်ဒါသူနဲ့ကျွန်တော်နဲ့ရှင်းရမယ်ဘာကျွန်တော်တို့မှာတက်တည်ခိုင်မှရှိရတဲ့အတွက်ကျွန်တော်တို့အတွက်ကဒါဒီကျွန်တော်နောက်က share ဟိုတာတွေဘာတွေရောကြောက်စရာဘာမှမရှိဘူးအမရဲ့ဟုတ်ကြတော့ကျွန်တော်တို့စာချုပ်ပါစီကံအတိုင်းပေါ့နော်ဒါသူတို့ဘက်ကကြေညာခိုင်းတဲ့အချိန်မှာကျွန်တော်အနေနဲ့ဒါစာချုပ်အတိုင်းပဲကြေညာခဲ့တာပေါ့နော်ဒီ23ရက်နေ့မှာပေါ့ဟုတ် National Rider ကတော့ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ကတော့အခုကျွန်တော်ကတော့နှစ်ချေ contract ချုပ်ဖို့အတွက်ကိုတော့သူတို့နဲ့စကားပြောနေတယ်အပထမတစ်နှစ်မှာတော့ဒါကျွန်တော်တို့ဘက်ကနေပြတာ payment တွေရောဘာတွေရောအကုန်လုံးကတော့ကျွန်တော်ဘက်ကပေးချေပြီးပြီဆိုတော့ခါကြတော့ပေါ့နော်ဒါသူဘက်ကကျွန်တော်အချိန်လေးတစ်ခုဒါထပ်ဆောင်ရမှာပေါ့ဟုတ်သူတို့ရဲ့ပွဲတွေမှာလေကိုကပေါ့နော် ကင်ပြီးတော့ပါဝင်ခဲ့တဲ့လူတယောက်ဖြစ်ကုန်ပါလေဟုတ်ဟောဂျာတော့မဆိုင်ဘူးထင်ပါတယ်ကျွန်တော်ပြောတဲ့ခုကတော့ဟိုအလုပ်တစ်ခုကတော့ဘယ်လိုပြောမလဲဆိုတော့ဟိုဒီဟာကြီးကငါပိုင်နေဆိုတာမျိုးကြီးတော့မရှိဘူးလို့ကျွန်တော်အနေနဲ့ထင်တယ်ဒါပြောရမယ်ဆိုလို့ရှိရင်လေဒါဟိုတခြားနိုင်ငံတွေမှာလေလို့ဆိုလို့ရှိရင်လေဒါအပြောင်းလဲတွေအများကြီးရှိရဆိုတော့ခါကြတော့လေဒါဟုတ် ြောရမယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်အရင်ကလုပ်ခဲ့တဲ့အရာတွေရောနောက်တစ်ခုကကြာတော့စူးစမ်းခဲ့တဲ့အရာတွေရောပေါ့နော်ကျွန်တော်တို့နောက်မှာ CF fan တွေကကျွန်တော်တို့ယုံကြည်မှုတွေကြောင့်ပဲလို့ကျွန်တော်ထင်ပါတယ်အဲယုံကြည်မှုကိုမပြောင်းပြအောင်လို့ကျွန်တော်အနေနဲ့အများကြီးစူးစမ်းသွားမှာပေါ့နော်ဒီအရာဒီအရာတစ်ခုကကျွန်တော်လက်ပေါ်မှာရောက်ခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်အတွက်လည်းတာဝန်ကြီးပါတယ်လို့ဟုတ်ပြောရမယ်ဆိုရင်ဒါကျွန်တော်ရဲ့အိမ်မက်တစ်ခုပေါ့နော်အိမ်မက်တစ်ခုဖြစ်တဲ့အတွက်ကျွန်တော်ဒါစူးစမ်းခဲ့တာဆိုလို့ရှိရင်ဟို တော်တော်ကြာပြီပေါ့နော်ဒါကျွန်တော်တို့ဒီအရင်ကျွန်တော်ကင်ခဲ့တဲ့ပွဲပြက်နာမဖြစ်ခင်ကလေးကဒါကျွန်တော်ဒီလိုရှိကို proposal တင်ထားတယ်နောက်တစ်ခါကျဒီမှာရှိတဲ့လုပ်ငန်းရှင်တွေရဲ့လက်မှတ်ပေါ့နော်ဥပမာဆိုလို့ရှိရင် production တွေရဲ့လက်မှတ်တွေလိုမယ်နောက်တစ်ခုကကျတော့ဒီဒီမှာရှိတဲ့ company ပိုင်ရှင်တွေရဲ့လက်မှတ်တွေပေါ့နော်ဒီ IT company တွေကကျွန်တော်တို့ထောက်ခံပါတယ်ဆိုဥပမာဆိုလို့ရှိရင်ရနာဆိုင်တွေကရနာဆိုင်မျိုးတွေ shopping center တွေပုံစံမျိုးတွေထောက်ခံတဲ့လက်မှတ်တွေအကုန်လုံးကိုအဲ့လိုမျိုးတွေယူပြီးမှကျွန်တော်တို့က proposal တင်ရတာလေ proposal တင်ပြီးသွားတဲ့အခါကျရင်ကျွန်တော်တို့ကသူတို့ရဲ့ document စာရွက်ကိုဖြည့်ရတယ် ယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီဒါအဲ့ Miss Universe မှာကိုယ်ကလေးကဒါကျွန်တော်တို့က National ဘယ်လိုပြောဆိုသူများရှိတာကျွန်တော်ဒီဒါလူယူထားလဲမဟုတ်ဘူး Miss Universe ရဲ့ Territory တရားဝင် base မှာကိုယ်ကလေးကတင်ထားပြီးသားအာနောက်နှစ်အခုဒီနှစ်ကျွန်တော်ကနေသူတို့နဲ့ contract လုပ်ထားပြင်မယ်လေနောက်နှစ်မှာနောက်တစ်ယောက်ကလည်းပြောင်းရင်ပြောင်းသွားနိုင်တာပဲလေဘာလို့လဲဆိုတော့ဒီဟာသူရဲ့ website မှာဟိုတခြားတင်ထားပြီးသားအဲ့တော့ကျွန်တော်နှစ်ရှိအတွက်ကို ကျွန်တော်စောင့်နေတာ website မှာကိုယ်ကဘယ်လိုတင်ထားလဲဆိုတော့ကြိုက်တဲ့သူ proposal ပို့လို့ရတယ် national writer အတွက်ပေါ့နော် proposal ပို့လို့ရတယ်အဲ့ proposal သူတို့ရဲ့ဒီအချက်လက်တွေထဲမှာအာလောက်ခဲ့တဲ့ပြိုင်ပွဲလောက်ခဲ့တဲ့အကြောင်းအကြောင်းအရာတွေဘာလို့လောက်ချင်တာလဲမျိုးစုံစားတွေအကုန်လုံးပါပြီးသားနောက်တစ်ခုကကျတော့အဲ့မှာမှတစ်ခေါက်ထပ်ပြီးတော့ပေါ့နော်လုပ်ငန်းရှင်တွေရဲ့ထောက်ခံစာတွေအကုန်လုံးပါပြီးသားအဲ့လိုမျိုးတွေမျိုးစုံပို့ရတာပေါ့နော်အဲ့လိုမျိုးရှိတာပေါ့ဟုတ်ဘာမှတော့ပြောချင်စိတ်မရှိပါဘူးဘာလို့လဲဆိုတော့ကျွန်တော်ကဟို22ရက်နေ့ကျွန်တော်ကျင်ညာတယ်22ရက်နေ့မှာစသူတို့ကျွန်တော်နဲ့တူတူနှစ်ရှည် contract တစ်ခုချုပ်မယ်လို့ပြောတယ်ပြောပြီးတော့အဲ့ organization ဘက်ကပဲ ည်းအခုကျွန်တော်တပတ်ဆောင်မှာဆိုပြီးတော့ပြောထားတာပေါ့နော်အဲ့တော့ခါကျတော့သူကလည်းအခုဒီအရင် National Director ကလည်းသူကတပတ်အချိန်နေပြီးရထူးမယ်ဆိုတော့ခါကျသူတို့လည်းညှိနေရလို့ကျွန်တော်ထင်ပါတယ်ဘလို့ဖြစ်ဖြစ်ပါကျွန်တော်အနေနဲ့ကကျွန်တော်တို့ကလည်းဒါ Ban Slick တွေရောနောက်တစ်ခုကကျတော့ကျွန်တော်ပို့ထားတဲ့အကြောင်းအရာတွေရောကျွန်တော် contract တွေရောရှိပြီးသားဆိုတော့ကျွန်တော်တို့ဘက်ကတော့လွဲချော်စရာအကြောင်းမရှိဘူးတကယ်လို့လွဲချော်ခဲ့ရင်လည်းကျွန်တော်စောစောရှေ့မှာဖြေခဲ့တယ်လို့ပဲပေါ့နော်ကျွန်တော်တို့ကဟိုလုံရုပ်လုံစင်ထုံးစံအတိုင်းပေါ့နော်ဒါတော့အားမှာပေါ့ အဲ့လိုလိုဖြစ်တာလဲဟိုဒါလိုအပ်တဲ့အကြောင်းအရာတွေနဲ့တွားရမှာပေါ့နော်ကျွန်တော်ဘက်မှာလည်းအပြည့်အစုံရှိထားတာဆိုတော့အခါကျတော့ဟုတ်ယူပိုင်ငွေရှိလို့လေဒါသူတို့ရဲ့တရားဝင် website မှာ Miss Universe National Driver ရဲ့ဘယ်နိုင်ငံကိုလိုချင်တာလဲဆိုတဲ့ဟာမျိုးလေးနှစ်စဉ်နှစ်တိုင်းဒါသူတို့တင်ထားတာပေါ့နော်အဲ့လိုရှိရပါပေါ့နော်အမှားလဲလိုချင်တယ်ဆိုလို့ရှိရင်သွားလျှောက်လို့ရတာပဲလေဟုတ်သူတို့ရဲ့ website ကနေပြီးဟုတ် လည်းတင်တာတို့ပါတော့အများကြီးပဲဘူးအဲ့ဒါလေးလည်းပြောပြပါအောင်အဓိကတော့ကျွန်တော်ကကျွန်တော်ကစာချုပ်ချုပ်ထားတော့ကြာပြီဒါပေမဲ့သူတို့နဲ့ on person ပေါ့နော်ဒါမတွေ့ရသေးဘူးပေါ့နော်ဒီတိုက်ရိုက်တရားနဲ့တရားအပြင်မှာမတွေ့ရသေးဘူးမတွေ့ရသေးရောခါကြတော့ကျွန်တော်နဲ့သူနဲ့အဲ16ရက်နေ့မှာကျွန်တော်နဲ့သူနဲ့ meeting ပေါ့နော်ဒီ Emporium မှာကျွန်တော်တို့ meeting လုပ်ဖြစ်တယ် meeting လုပ်တဲ့အချိန်မှာကျွန်တော်တို့သူတို့ရဲ့ CEO နဲ့လည်းတွေ့တယ်သူတို့ရဲ့ queen နဲ့လည်းတွေ့ရဲစကားပြောပြတယ်ပြောပြတဲ့အခါမှာသူတို့ကဟိုအစားအယူထားတာတော့ အဲပြောမိတော့မယ်အဲနည်းနှစ်ကလေးနဲ့တူတယ်ပေါ့နော်အဲ့နှစ်ကလေးတူအဲ့ဒါကိုထပ်ပြီးတော့နင်းထပ်ပြီးတော့တိုးချင်လားရှေကိုတွားချင်လားဆိုโอเคကျွန်တော်တွားချင်တယ်အဲ့ဆိုလို့ရှိရင်နင်းခဏ contract တစ်ချက်ဆောင်မှာဒီနေ့စက်တင်ဘာလကျွန်တော် contract လုပ်ပေးမယ်ဆိုပြောတယ်ပြောပြီးနောက်ရက်မှာကျွန်တော်ကိုအဲ20ရက်နေ့မှာသူကျွန်တော်ကို private dinner ကိုသူတို့ဖိတ်တယ်ပေါ့နော် private dinner ဆိုတာ national writer တွေပဲတည်တန့်တက်ရတယ် private dinner အဲ့မှာဖိတ်တယ်ဖိတ်တော့ကျွန်တော်တွားပြီးတက်ဖြစ်တယ်တက်ဖြစ်ပြီးကျွန်တော်ပုံနေပါတင်ပြတယ်ပေါ့နော်တင်ပြပြီးသူတို့ကပဲကျွန်တော်ကိုအာဒီလက်မှတ်တွေပါလက်ဆောင်ပေးရပေါ့နော်ကျွန်တော်နောက်ကလိုက်မဲ့သူတွေအတွက်ပေါ့နော်လက်ဆောင်ပေးတယ် ယ်လက်ဆောင်ပြီးတော့ခါကျအဲ့မှာကျွန်တော်ပွဲလဲမစ်ရှင်တွေပွဲလဲကျွန်တော်သွားတက်ဖြစ်တယ်ပေါ့တက်ဖြစ်ပြီး23ရက်နေ့မှာကျွန်တော်ဂျင်ညာလိုက်တယ်23ရက်နေ့မှာဂျင်ညာပြီးအချိန်မှာအခုချိန်မှာတော့တို့ကတစ်ချက်ဆောင်ပါအောင်တို့ဘက်မှာလဲဒါအခုချိန်မှာ localization အပြောင်းလဲတွေရောဘာတွေရောဖြစ်နေတာဖြစ်တဲ့အတွက်အဲ့ contract ကိုကျွန်တော်စောင့်နေရတာပေါ့နော်စောင့်နေတဲ့ကာလဒါပေမဲ့ကျွန်တော်အနေနဲ့ကဘာလို့ national driver လို့တင်ရတာလဲဆိုကျွန်တော်တို့ဒီ payment တွေက contract တွေရောကျွန်တော်တို့ကတစ်ခုလောက်ထားပြီးသားဖြစ်တဲ့အတွက်ဒါတင်ရတာပေါ့နော်ဟုတ် ကျွန်တော်အနေနဲ့တကယ်တခုခုတရားရာအဲအကြောင်းတရားရာ conflict ဖြစ်ခဲ့တယ်ဆိုတော့ကျွန်တော်အနေနဲ့ရှင်းဖို့အတွက်ကဒါအကုန်လုံးရှိပြီးသားပေါ့နော်ဟုတ်ကျွန်တော်ကအာသူက National Rider Meeting မှာပေါ့နော်ကျွန်တော်ကသူတို့အကုန်လုံးလိုက်မိတ်ဆက်ပေးတယ်လိုက်မိတ်ဆက်ပေးတဲ့အချိန်မှာကျွန်တော်အဓိကအထမောက်ဆုံးစမိတ်ဆက်ပြီးတော့အိန္ဒိယရဲ့ National Rider ကိုမိတ်ဆက်ပေးတယ်အိန္ဒိယတည်းလည်းကျွန်တော် Miss Grand မှာတွေ့ခဲ့တဲ့ National Rider ပဲအော် Dominican Republic ကိုလည်းမိတ်ဆက်ပေးတယ်သူတို့တည်တော့သူတို့အကုန်လုံးကပြောတယ်ပေါ့နော်ဒါကမြန်မာရဲ့ National Rider အကုန်လုံးပေါ့သူမိတ်ဆက်ပေးတဲ့မြန်လူရကျွန်တော်တို့တည်ပြီးသားသူက supporting အရန်ဖြစ်တယ်အာသူကသူကသူ့ရဲ့နောက်မှာ fan အားကြီးတယ်ဆိုတဲ့ဟာမျိုးတွေမိတ်ဆက်ပေးချင်သူတို့အကုန်လုံးကလည်းအန်အော်ရအန်အော်ရတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်ရတယ်ဆိုတော့အဲ့အတွက်လည်းကျွန်တော်နောက်မှာထောက်ပံ့ပေးကြတဲ့ မောင်းအားကောင်းတဲ့ fan တွေကလုံးကျွန်တော်ဒီနေရာနေချေစုတင်ပါတယ်လို့ပြောချင်ပါတယ်ဟုတ်ပွင့်ပွင့်လင်းလင်းပြောလို့ရှိရင်တဲတဲလေးပြိုင်မှာမဟုတ်ပါဘူးဒါဒါပွင့်လင်းဆုံးပြောတဲတဲလေးပြိုင်အောင်မှာမဟုတ်ပါဘူးတဲတဲဒီလေဒါသူ့ရဲ့ပညာရေးတွေသူ့ရဲ့အခုကန်လန်းထားရရုပ်ရှင်ကားရင်းနဲ့သူ့မှာမအားလက်ရမအားလက်သေးဘူးပေါ့နော်အခုအနေထားပေါ့နော်ကျွန်တော် national writer ဖြစ်သွားပြီလို့ပြောတဲ့အချိန်မှာအာရုပ်ရှင်တော့လောကတွေကနာမည်ကြီးမင်းသမီးတွေဆိုလို့ရှိရင်လည်းကျွန်တော်ပြန်ပြိုင်တင်တလားအစိုးရတွေဆိုလို့ရှိရင်လည်းပြိုင်ချင်တယ်ဆိုပြီးလာတော့ကန်လန်းတဲ့သူတွေရှိရပါတော့။တကယ်လားကျွန်တော်လက်ထဲမှာရှိသွားပြီဆိုလို့ရှိရင်တော့တကယ်ပိတ်သက်တွေဟိုတဘောကြားရတဲ့အလှမယ် ထွက်လာပြီးတော့နောက်နှစ်မှာပေါ့နော်ဟိုတကယ်ပွဲကြီးတွေမှာတကယ်ကိုတော်ရဲထက်မြက်တဲ့အလှမယ်တွေက မြန်မာနိုင်ငံကိုစားပြုတွေဖြစ်လာမယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်ခင်ဗျာဟုတ်တခါလေကြာရင်ကျွန်တော်လည်းအန်အော်တာပေါ့နော်ခရီးမထရင်ကျွန်တော်မဟုတ်ဘူးလို့တော့မှပြောလို့ရတဲ့အနေအထားဖြစ်နေတာပေါ့နော်အဲ့တော့ကျွန်တော်ကတော့မန်နေဂျာခရီးကင်းကင်းနဲ့ပဲကောင်းကောင်းမွန်မွန်လေးပဲသွားချင်တယ်အရာအလုံးကိုဟိုစူးစမ်းချင်တယ်ပေါ့နော်စူးစမ်းချင်တယ်အခုမိုးအတွက်လည်းကျွန်တော်အခုချိန်မှာတော့ပြောရပြောလို့ပေါ့နော်ဒီ license ကြီးကကျွန်တော်ရသည်ဖြစ်စေမရသည်ဖြစ်စေကျွန်တော်ကခေါင်းထဲမှာဂူးမဆိုင်ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်ဒီပတ်စံလေးပေးထားပြီးသား contract လေးလုတ်ထားပြီးသားအဲတခုခုတရားလွဲချော်သွားလို့ရှင်ဒါသူနဲ့ကျွန်တော်နဲ့ရှင်းရမယ်ပိုင်ကျွန်တော်တို့မှာတက်တေ ်ခိုင်မှရှိရအတွက်ကျွန်တော်တို့အတွက်ကဒါဒီကျွန်တော်တို့နောက်က share holder တွေဘာတွေရောကြောက်စရာဘာမှမရှိဘူးအမှားရဲ့အဲ့တော့ကျွန်တော်တို့အခုချိန်မှာကျွန်တော် like ထဲမှာပြောခဲ့လို့ပဲကျွန်တော်အခုချိန်မှာအမားတို့ရောကျွန်တော်တို့ရောအမားတို့ရောနောက်က fan တွေရောကျွန်တော် supporting ပေးရမှာဒီမြင့်မြတ်မှု supporting ပေးပေးပါလို့ကျွန်တော်ပြောချင်ပါတယ်ဒီချိန်မှာဒီတည်င်းနေတဲ့ အရေးကြီးရတယ်မြင့်မြတ်မိုးဒီအရေးကြီးပါတယ်အဲ့တော့မြင့်မြတ်မိုးကိုပဲကျွန်တော်တို့ဒီအာယုံစိုက်ပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံကပထမအဆုံး crown ကိုတည်လာနိုင်ဖို့အတွက်ကျွန်တော်တို့ကစူးစမ်းရမှာပါဒီချိန်မှာကျွန်တော်ဒီဒီ license ရသည်ဖြစ်စေမရသည်ဖြစ်စေကျွန်တော်ဂရုမစိုက်ပါဘူးကျွန်တော်အခုချိန်မှာကျွန်တော် target သွားနေတာမြင့်မြတ်မိုးပါတော့